23ရက်ဧပြီလ4လပိုင်း23ရက်ဧပြီထွက်လာတာဟိုဘက်နေ့ရဒီတိုက်ကြီးပဲထွက်လာတယ်အဲ့ဒီနှစ်လအတွင်းတော့တစ်လခွဲတော့နှစ်လအတွင်းတော့မှာခင်ဗျားတို့သားသမီးတွေရောနော်ဖြေနိုင်ပါလားခင်ဗျားတို့မေးခွန်းမလို့မေးခွန်းမျိုးနဲ့ဒီကလေးတွေကိုစံပေးဝဲပြန်ဖြေခိုင်းပါလေမေးကြည့်လားဟုတ်ပြီအဲ့ဒီခင်ဗျားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာနဲ့ဇခင်ဗျားတို့အခုဖြစ်သွားတာနော်ဖြစ်သွားတာဇကိုင်းမန္တလေးနေပြီးတော့ဒါလိုပဲရှိသေးတယ် အဲ့ဒီရောက်ကလေးတွေကပဂတိအကောင်တရားနဲ့ပဲရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေငလင်ဘေးထဲမှာပါမသွားဘူးလားကဲတေတဲ့လူကတေသွားပြီထားအောင်အဲ့ဒီငလင်တန်လို့လို့ခံစားနေရတဲ့တောကမိတွေလောင်မြိုက်နေတဲ့ကလေးတွေကဒီသာမွေးဝဲကိုပြန်ပြေးမယ်ဆိုတာခဏဆဲပါတာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူးကလေးတွေပြန်ပြေးဆိုပြီးတော့မှကလေးတွေဘယ်တော့ပြန်မနေပါလဲသူတို့ဖြေခဲ့ပြီးပြီလေဖြေရခဏသဘာဝတရားကြီးအောင်မရအောင်လည်းလောက်ခိုင်းရလည်းမဟုတ်ဘူး ဘုရားကောရမနဲ့သွားပြားလုပ်ခိုင်းတာလည်းမဟုတ်ဘူးသူ့ဘာသူတဘာဝတရားဖြစ်တာကိုဒီကလေးလေးကိုစိတ်တန်ရတဲ့ကြကမောင်ဆက်ပေးနေတာတဲ့အဲ့ဒီကမောင်တော့၆ပေါင်းတော်တယ်မှာငလင်လုံးတဲ့လူမပါဘူးလားငလင်လုံးသွားတဲ့ကလေးလေးမပါဘူးလားအဲ့ကလေးလေးကဘလို့ပုံစံနဲ့ကမောင်ဆောင်ဖို့ပဲတော့ပြရပါလေခင်ဗျားတို့အုံနောက်ထဲမှာချီးပဲချီးတယ်ကျွန်တော်ကဝေဦးကြီးချုပ်ကြီးနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့ပညာရေးဝန်ကြီးဝန်ကြီးတို့ခင်ဗျားတို့တိဟိုတိနေချင်းတယ်ဗျာနော်နိုင်ငံတော်ဝန်ကြီးချုပ်ကဒါတိလားမတိလားမသိဘူးအဖေကကြိုကြီးဦးမင်းအောင်လည်းတိပါသလားခင်ဗျာဒီကိစ္စကို ကြီးပညာရေးဝန်ကြီးကဘလို့အဆွေဉာဏ်တော်ဆူရောက်ပြီးတော့မှဒီငလင်လုံးတဲ့ဒေတာတွေကိုစာမုပ်ပြန်ပြေရမယ်ဆိုပြီးတော့ဘလို့အုံအောင်လို့နဲ့ပြောလိုက်တာလေအခုလူတွေကဆဲကုန်ပြီနော်အဲ့ပညာရေးဝန်ကြီးကလည်းဘာလဲဘယ်လိုလဲတော့လည်းမသိဘူးအခုဆဲကြတာဘာသာကြောင့်ဒီလိုပဲဆဲတာဟမ်ကလေးတွေပြန်ပြေခိုင်းကလေးတွေမသိဘူးလေဤလူလူကလည်းမသိဘူးလေဟာအစိုးရကိုဆဲတာပေါ့လုတ်ပေါက်လုတ်ပေါက်က စကိုင်းကလေးလှုပ်ခတ်စဉ်မန္တလေးတက္ကသိုလ်မီးလောင်ပြီးတက္ကသိုလ်ဝန်ထမ်းစာမွေးပွဲအဖြေလွှာလေးတိမ့်ခန့်မီးလောင်သွား၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်စာမွေးပွဲပြန်ဖြေခိုင်းပြီးစစ်ကောင်စီခန့်ပညာရေးဝန်ကြီးရဲ့စီမံခန့်ခွဲပုံကိုအဘတ်တချုပ်ကြီးစီတိုင်းတန်းလိုက်တဲ့အဖသာအကြီးရုပ်တံကိုတင်ဆက်ပေးခြင်းပါတယ် စကိုင်းကလေးလှုပ်ခတ်စဉ်မန္တလေးတက္ကသိုလ်မီလောင်ပြီးတက္ကသိုလ်ဝန်ထမ်းစာမေးပွဲအဖြေလွှာလေးသိန်းခန့်မီလောင်ပျက်စီး၍မန္တလေးစကိုင်းကချင်းနှင့်နေပြည်တော်တို့တွင်စာမေးပွဲပြန်ကျင်းပရန်အကြံဖက်မင်းအောင်လိုင်းကညွှန်ကြားထားကြောင်းပညာရေးတိုင်ဝိုင်းကပြောဆိုသည်မနှစ်၁၈ရက်နေ့လှုပ်ခတ်ခဲ့သောပြင်းအား9.8အဆင့်ရှိစကိုင်းကလေးကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြူကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင်နောက်ဆက်တွဲအဖြစ်မီလောင်မှုများဖြစ်ပေါ်ခဲ့ကြောင်းယခုလိုပြန်ဖြေခိုင်းဖို့ပညာရေးဝန်ကြီးက အမိတ်ထုတ်ပြန်လိုက်ဒီကိုအာကြီးကဝေဖန်ထောက်ပြလိုက်တာပါနော်နောက်တစ်ခုကတော့ကျွန်တော်ပညာရေးကိစ္စကျွန်တော်စပြောတဲ့ဥစ္စာကျွန်တော်ပြောမယ်နော်ဒီဥစ္စာလေးတွေကိုလည်းကျွန်တော် credit ပေးပါတယ်ပြန် sharing လုပ်ပေးပါနိုင်ငံတော်နာသာဝန်ကြီးချုပ်အဘကတူကြီးဦးမေအောင်နိုင်နဲ့နိုင်ငံတော်ရဲ့ပညာရေးဝန်ကြီးဝန်ကြီးပေါ့နော်ဝန်ကြီးတွေခင်ဗျားတို့ပေါ့နော်ကျွန်တော်ဒီပညာရေးဝန်ကြီးကိုပြောချင်တာခင်ဗျားတို့ဆိုတာခင်ဗျားတို့ကစီမံကကွယ်မှုကတော့ဘယ်တိရလာဗျမေးကြည့်တာပါ နော်ဒီကလေးအယောက်6000ကျော်ကိုပြန်ဖြေမယ်ဆိုတော့ဘယ်လိုမေးခွန်းမျိုးနဲ့ပြန်ဖြေမှာလဲအခုဒီနေ့ဒီမှာနော်23ရက်ဧပြီလ၄လပိုင်း23ရက်ဧပြီထွက်လာတာဟိုဘက်နေ့တွေကဒီတိုက်တွေပဲထွက်လာတယ်အဲ့ဒီနှစ်လအတွင်းလောက်တစ်လခွဲတော့နှစ်လအတွင်းလောက်မှာခမားတို့သားသမီးတွေရောနော်ဖြေနိုင်မှာလားခမားတို့မေးခွန်းမလို့မေးခွန်းမျိုးနဲ့ဒီကလေးတွေကိုစံပေးဝဲပြန်ဖြေခိုင်းမှာလဲမေးကြည့်လားဟုတ်ပြီအဲ့ဒီခမားတို့ဖြေခိုင်းတဲ့ကလေးတွေထဲမှာ မယ်ဇကမတော်ခုဖြစ်သွားတာနော်ဖြစ်သွားတာဇကိုင်းမန္တလေးနေပြီးတော့ငါတို့ဘက်ရှိသေးတယ်အဲ့ဒီကကလေးတွေဟာပဂတိအကောင်တရားနဲ့ပဲရှိနေသေးတာလားဟမ်သူတို့ရဲ့မိသားစုတွေငလင်ဘေးထဲမှာပါမသွားဘူးလားကဲတေတဲ့လူကတေသွားပြီတောင်းအဲ့ငလင်ပြန်လှုပ်လို့ခံစားနေရတဲ့တောကမိတွေလောင်မြိုက်နေတဲ့ကလေးတွေဟာကြီးစားမွေးမွေးကိုပြန်ပြေးမယ်ဆိုတာခင်ဗျဆဲပါတာဂုံသူထွက်တဲ့ကလေးတော်မှဟမ်ပြန်မပြေတော့ဘူး မပြေကျင်တော့ဘူးတဲ့အခုပြည်သူတွေပြောနေပြောအောင်ပါဟမ်မပြေကျင်တော့ဘူးတဲ့သူတို့ကလည်းဒုက္ခတွေဒုက္ခတွေလေခံစားရတယ်လေခဏတော့ဘလို့အတိညာပြေကျင်တယ်ဒီလိုမျိုးပြန်ပြေဖို့ကိုဆုံးဖြတ်လိုက်တာလေခဏတော့မှအိုက်တက်ကောင်းတဲ့အစီအစဉ်တွေမရှိတော့ဘူးလားဘလို့ဘလို့စိတ်မျိုးနဲ့စာသွားချက်ပါလေအဲ့ကျွန်တော်ပြောတယ်နော်အဲ့ဒီ6000ကျော်ကလေးတွေကအဲ့ဒီစာရေးချက်ဖို့စာအုပ်တွေဘောမင်းတွေခဲတယ်နေဘယ်မှာလဲ ိမြေကံမြူစီချုပ်ကြီးနိုင်ငံတော်ဝင်ကြီးချုပ်ကြီးနဲ့တရားရေးဝန်ကြီးဝင်ကြီးတို့ခဏတို့တိဟိုတိနေခြင်းနဲ့ဗျာနော်နိုင်ငံတော်ဝင်ကြီးတို့ကဒါတိလားမတိလားမသိဘူးဘာသာကြေကျူးမရောက်လိုက်တိပါသလားခင်ဗျာဒီကိစ္စကိုဒီပညာရေးဝန်ကြီးကဘလို့အဆွေညာတော်ဆူရောက်ပြီးတော့မှဒီမလင်လောက်တဲ့ဒေတာတွေကိုစာမုပ်ပဲပြန်ပြေရမယ်ဆိုပြီးတော့ဘလို့အုံတော်မျိုးနဲ့ပြောလိုက်ကြတယ်အခုလူတွေကဆဲကုန်ပြီနော်အဲ့ပညာရေးဝန်ကြီးကလည်းဘာလဲဘလူလဲတော့လည်းမသိဘူးအခုဆဲကြရတာဘာသာကြေကျူးကိုပဲဆဲတာဟုတ် ကလေးပြန်ပြေးတိုင်းကလေးမသိဘူးလေပြည်သူလူထုကလည်းမသိဘူးလေဟာအစိုးရကိုဆဲတာပေါ့လောက်ပေါ့လောက်ပေါ့ကဘလို့ပြန်ပြေးမှာလို့ဘလို့စိတ်မျိုးနဲ့ဒီတလားနှစ်လားအတွင်းကိုစာချက်ပြဖြေရမှာလေဘလို့မေးခွန်းနဲ့ဖြေခိုင်းမှာလေအဲ့စာချက်ဘောဘလို့စာအုပ်တွေထုတ်မှာလေဟမ်ခဏတို့အောက်ကျေဒီကလေးတွေရဲ့ဘဝကိုခဏတို့ဘာတောင်းဝယူမှုရှိလဲဘာတောင်းဝယ်ခံမှုရှိလဲဟမ်ခဏတို့ဒီကလေးတွေနေရင်တိုင်ရတော့မှငလေလုံးလို့အဆင်မပြေတော့ဘူးခဏတို့ကသဘောပဲပြန်ဖြေခိုင်းမယ်ဆိုတော့ဘလို့သဘောနဲ့ခဏတို့ပြောလိုက်တာလေ ခဏတော့ငါလက်ကလွတ်ပြုတ်ပြီးတော့ခဏတော့အောင်းအောင်မရှိဘူးလားငါ့ပညာရေးဝန်ကြီးလုပ်နေပြီးတော့မှဟမ်ခဏပညာရေးဝန်ကြီးလုပ်ပြီးအောင်းအောင်မရှိဘူးလားဟမ်ကိုပိုင်ချက်တန်းကြောင်းနေကြောင်းတက်တယ်ခြေအကုန်လုံးအောင်ပေးလိုက်ခဏတော့ဆရာဝန်ဝင်ဝင်ပြင်းမဲ့လူတွေဖြေခိုင်းလိုက် GDI ဘုတ်ပါအင်ဂျင်နီယာဖြေခိုင်းလိုက်ဟုတ်လားတက်ပြလို့စစ်တက်ကတော့တက်မဲ့စစ်စဲတော့လူပညာတက်ကတော့တော့ဖြေခိုင်းနေအဲ့လိုဖြေလို့မရဘူးလား အတိကလေးရဲ့အချိန်အခုခဏတော့၆လပိုင်းခဏတော့တော့ခဏတော့ကိုလိုရုံးတာဟောခလေးတွေကိုဟမ်ခလေးတွေပြန်ပြေဆိုပြီးတော့မှခလေးတွေဘယ်တော့ပြန်မှန်းနေမှာလဲသူတို့ဖြေခဲ့ပြီးပြီလေဖြေတော့ခဏတဘာဝတရားကြီးကဦးမေအောင်လည်းလုံခိုင်းရလဲမဟုတ်ဘူးဘုရားကိုယ်တော်မှလက်စွာပြန်လုံခိုင်းရလဲမဟုတ်ဘူးသူကသူတဘာဝတရားဖြစ်တာကိုဒီကလေးတွေကိုစိတ်တန်ရတဲ့ကျွန်တော်ဆက်ပေးနေတာဒါအဲ့ဒီကနတော့၆ပေါင်းတော်တွေမှာငလေးလုံးတဲ့မပါဘူးလားငလေးလုံးသွားတဲ့ကလေးတွေမပါဘူးလားအဲ့ကလေးတွေကဘယ်လိုပုံစံနဲ့ခဏတော့ဆောင်ဖို့ပဲတော့ပြရပါလေခဏတော့အုံနောက်ထဲမှာချီးပဲချီးတယ် လာဖန်ခိုင်းလိုက်အမှန်တရားကိုပြောတာခမတို့ဘယ်လိုအုံနောက်လဲအဲ့တော့ခမတို့တခုပြောပြမယ်ပညာရေးဝန်ကြီးကိုပြောမယ်ခဏအဲ့ဒီမေးခွန်းထုတ်တယ်အဲ့နှစ်လအတွင်းကိုခဏကိုလည်းချက်ပြီးတော့ဖြေကြည့်လိုက်ဖြေဟမ်ခဏနဲ့မေးခွန်းမသိဘူးခဏကိုကျွန်တော်မေးခွန်းထုတ်ပေးမယ်ပညာရေးဝန်ကြီးကိုလည်းဒီအဲ့နှစ်လဒီတလောက်ပဲခုဒီနေ့ပဲ24 23လေးခဏလေး24ရောက်ပြီဟမ်16လည်းဖြေရပါ၄လပိုင်း16ထား၅လပိုင်း16 6လပိုင်း16ပေါင်းလားအဲ့ဒီမှာအခုက၄လပိုင်းအခု24ရက်ရှိပြီ 9လပိုင်း26လပိုင်း24တလာခွဲတော့ပဲချိန်ရှိတယ်။တင်ညာရေးဝင်ကြီးခမားကိုတိုင်ထုတ်တဲ့မေကုန်ခမားဖြေနိုင်လား။ကျွန်တော်မေးကြည့်မယ်။ဒီကလေး6000ကျော်အတွက်ဒီကလေး6000ကျော်ဆိုတော့အိမ်ထဲမှာနေပြီးစားချက်ပြီးတော့မှခေရတဲ့ကလေးမဟုတ်ဘူးဗျ။ခမားတို့ငလီလုတ်သွားလို့စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ဥမာတခုဒီပဲဝင်းကြီးတော့လုတ်သွားရဖြေတဲ့ဒီမန္တလေးတိုင်းစားချက်စားနာမှာရှိတဲ့ကတော်ထဲမှာရှိနေရအောင်။နော်။လုတ်သွားတဲ့ပြဒနာတဘာဝဘေးအနေရဘူး။ခမားတလာခွဲလောက်နလာလောက်နဲ့စားချက်ပြီးပြန်ဖြေခိုင်းမယ်ဆိုတာဘယ်လိုသဘောမျိုးနဲ့ကျွန်တော်ဆုံးဖြတ်တာလဲလို့ ကျွန်တော်တို့ကျွန်တော်ပြောချင်တယ်မှာခင်ဗျားတို့လည်းအဲ့တလာခွင့်နဲ့ချက်ပြီးတော့အဲ့ဒီမေးခွန်းကိုဖြေနိုင်တာဟုတ်ထဲမေးတာဒါရိုးရိုးချင်းချင်းဒါပြည်သူ၃000၃000တန်း940ယောက်ကြည့်နေတယ်ခင်ဗျားတို့လည်းဖြေနိုင်တာခင်ဗျားတို့တဲ့မေးခွန်းကိုခင်ဗျားတို့ရင်ပြချက်ခိုင်းမှာဖြေနိုင်လားခင်ဗျားတို့တိုင်းပြည်ကိုတော့ဘလို့ရှင်ညာတို့ဆူရပြီးတော့ဘလို့ဘလို့ပုံစံမျိုးနဲ့လုပ်နေတာလည်းမသိဘူးခလေးတွေဘက်ကကျတော့ခင်ဗျားတို့ကိုချင်းမစားတော့ဘူးလားဒီခလေးတွေဘလို့ဖြေပါလဲဟမ် ခု၅ဘာသာ၆ဘာသာမှန်တာလေဥမာကလေးနေတော့မပြေတော့ဘူးတဲ့မပြေချင်တော့ဘူးတဲ့ကဲအဲ့တော့ဗတ်လေအကုန်လုံးအောင်ပေးရရမှာတဘာဝဘေးရနေရအကုန်လုံးအောင်ပေးရမှာကျွန်တော်တို့မပြောလို့ဘူးပေးလိုက်နော်အဲ့ဒီမှာမှသူ့ရဲ့ exam choice သူ့ရဲ့ဒီဆရာဝန်နဲ့ဆရာမတွေကုန်တည်တယ်နော်အောင်ပေးလိုက်ပြီခင်ဗျားတို့တတ်မှတ်လိုက်တော့ဂုံတူးလည်းမပေးနဲ့နော်ကြားလည်းမကြားနဲ့တော့ဒါတဘာဝဘေးကြောင့်ဖြစ်တဲ့ကိစ္စ ဂုံဘူးလည်းမပေးနဲ့အကြလည်းမပေးနဲ့ပြန်လည်းမပြေခိုင်းနဲ့အားလုံးအောင်ပေးလိုက်ပေးပြီးစေးစေးလိုက်မိတဲ့ကလေးတွေလာလျှောက်ဆိုပြီးရှောက်ခိုင်းလိုက်နော်ဒီရက်စစ်တဲ့ကတော်မှာလည်း तू ကဘိုလ်လုံးပြင်မယ်ဆိုရင်သူ့တော့ပြေးလိုက်မယ်နော်သူ့ရဲ့သူ့ရဲ့ရေချင်းထဲမှာစစ်ပြီးတော့ပြေးလိုက်မယ်နော်စစ်စေးပြင်မယ်ဟုတ်လားနော်စစ်စေးကိုပြင်မဲ့လူလေပြေးလိုက်စစ်စေးပြင်မယ်ကောင်ဟုတ်လားပြေးနော် သူ့အရေးချင်းနဲ့သူသွားမှာပေါ့အင်ဂျင်နီယာပြင်မဲ့ကောင်တို့ဖေဒါအဲ့ဒါတွေကိုပြန်ပြေခိုင်းနေဆိုတော့ဘဒူကပြန်ပြေမဲ့ဒီကလေးတွေအနာကဆုံးဆုံးသွားပြီလေပျောက်သွားပြီလေကဲတကယ်တော်တဲ့ထက်တဲ့ကလေးတွေသူတို့အဖေမေတွေငနေလုံးလို့အိမ်တွေပြိုပြီးတော့မှစကိုင်းရောမန္တလေးရောအများကြီးပဲပါသွားတာ ਉ သွားပြီးတော့ဒီကလေးတွေဝေဒနာတွေထပ်ပေးနေဦးမှာလားအဲ့ဒီကလေးတွေအသက်ဘယ်လောက်ရှိလို့လဲခနာတို့အုံနောက်မှာအဲ့လောက်ပဲရှိရလားလို့ကျွန်တော်တို့ကပြောချင်တာဟမ်ပြန်ပြေဆိုတော့ခနာတို့သာသမီတွေလည်းပြန်ပြေခိုင်းလိုက်လေပါလား ကျွန်တော်ပညာရေးဝန်ကြီးကိုပြောချင်တာပါနော်ဝန်ကြီးကိုယ်တိုင်ဖြေပါအဲ့မေးကဝန်ကြီးကိုယ်တိုင်ဖြေပါဝန်ကြီးတရားတွေကျွန်တော်ဆက်ပေးနေအဲ့မေးကိုဖြေဖြေဟုတ်လားမေးကိုကိုယ်ကိုယ်တိုင်မထုတ်နဲ့ကိုယ်ကိုယ်တိုင်ထုတ်တဲ့မေးကိုမှကလေးတွေကသနာစရာကြီးနော်အရင်မေးကိုနဲ့ပြင်မယ်ဆိုလဲမေးကိုကပေါက်ပြီးသားဖြစ်နေပြီနောက်မေးကိုထွက်လာနေအောင်စာချက်ချင်းကျွန်တော်တို့ဒလနလနဲ့နော်စဉ်းစားကြည့်အောင်ကျောင်းတက်ရဘယ်နှလားထောက်လိုက်ရင်ဖြစ်နေနော်ထောက်လိုက်ရင်ဒီကနေ့ကျောင်းဖြစ်နေနေ 6လ9လ7လ9လ10လ11လ12လ13လ14လ15လ16လ17လ18လ19လ20လ21လ22လ23လ24လ25လ26လ27လ28လ29လ30ကျက်ထားတဲ့စာကိုနှစ်လနဲ့ပြည့်ရဘလို့ပြင်ပါလဲဘလို့ပုံစံနဲ့အဲ့ဆုံးဖြတ်ချက်ကိုပြန်လာလဲကျွန်တော်သာသမီ၁၀တန်းမရှိဘူးနော်ကျွန်တော်သာအခုဒီမှာခေါ်ပြလို့ရတယ်ခုနှစ်တန်းပဲရှိသေးတယ်ကျွန်တော်သမီတန်းဒီနေ့ညမှာတန်းတက်မှာကျွန်တော်ရဲ့ကိုရေးကိုတာကိစ္စမဟုတ်ဘူးနိုင်ငံနဲ့လူမျိုးအတွက်တိုင်းပြည်ထဲမှာရှိရဒီပညာရေးကိုပြန်ပြေးရမယ်အကြောင်းသူတောင်းတာ6000ကျော်နဲ့သူ့ရဲ့မိဘတွေနဲ့ ခမားတို့အောက်မှာအခုကွက်လို့ရိုက်နေပြီးပြောနေတယ်ခမားတို့ကပြောရမယ်စောက်ကူမဆိုင်ဘူးခေစောက်ကူမဆိုင်ဘူးခေဆိုရင်ကျွန်တော်ကပြန်ပြောပြောပေးချင်တယ်တလားနော်ခေဘောပဇာရှိတဲ့လူတွေနော်အဆောင်နေနိုင်တဲ့လူတွေတော့ကမြောက်ဘူးလေဒီငလေးပေးတဲ့တင်းထဲမှာမပါတဲ့လူတွေကငလေးပေးတဲ့တင်းထဲမှာပါတဲ့လူတွေကလေးတွေကျောင်းမွေးအခြေခံလူတန်းသားတွေအဲ့လူတွေကဘလို့ဖြစ်ပါလဲဟမ်ခင်ဗျားတို့ပြောတဲ့ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုပြီးတော့ပြောခဲ့တာ ကလေးတွေကတောင်းတက်ခဲ့တာလေလက်သားကဝန်ကြီးချုပ်ရဲ့လက်အောက်ဆိုးရလက်အောက်မှာတတိကြီးကြီးနဲ့ရဲရဲကြီးကြီးနဲ့ပြည်နာတက်ချင်လို့တောင်းတက်ခဲ့တဲ့ကလေးတွေလေအဲ့ဒီကလေးတွေကိုပြန်ဖြေခိုင်းမယ်ဆိုတော့ဘလို့ဖြေမှာတော့ခဏလိုပြောခဲ့တဲ့ចောင်းမတက်နဲ့ចောင်းထွက်ဆိုတဲ့လူတွေအခုတခွန်းတက်ပြောရလားဘူးမှမပြောဘူးဒီကိစ္စကိုမှိတ်နေတယ်တကယ်တိုင်းပြည်ကိုချစ်လို့နိုင်ငံချစ်လို့ဒီအစိုးရကိုအားကိုးလို့ဒီအစိုးရရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ចောင်းစီရမတွေပညာရေးမှုတွေရဲ့လက်အောက်မှာကလေးတွေကတတိကြီးကြီးနဲ့ရဲရဲဝံ့ဝံ့နဲ့ចောင်းတက်ခဲ့တဲ့ကလေးတွေလေကြောင့် ကြောင်းတက်ပြီးတော့မှအစိုးရရဲ့တင်ယိုးညိုးနဲ့ဇာမိုးပဲဖြစ်ခဲ့တဲ့ကလေးတွေငလင်လောက်လို့သူ့ဘာသူဖြစ်တာဗျာငလင်လောက်တာဘာဘာပေးကြောင်းလောက်တာကိုပြန်ပြေဆိုတော့လူဆိုတာကတောက်ချင်တဲ့မိရဆိုးနဲ့ရဲရဲပဲအကုန်အောင်ပေးလိုက်ဒါသဘာဝပေးပေးလိုက်အဲ့ဒီမှာကျွန်တော်သားသမီးတွေတောင်မှမပါဘူးနော်အဲ့တော့ကျွန်တော်တို့အစီအစဉ်ဆယ်နှောင်းအောင်ပြီးတော့မှဒီဆေးကြောင်းတွေဒီရက်စေတက်တာတွေနော်ဒီရက်စံမေတက်တာတွေအင်ဂျင်နီယာတွေ အဲ့ဒါတွေအောင်ပြန်ဖြေရတာမဟုတ်လားတက္ကသိုလ်ရှောက်မယ်သူ့ဘာသူရှောက်လေရိုးရိုးပထဝီတို့တမိုင်းတို့ဘာတို့ရမှာပေါ့ဟုတ်တယ်မလားရမှာပေါ့သူ့ဘာသူရှောက်ချင်းရောမရှောက်ချင်းလေအဲ့သူကြားနေမှာလေအဲ့မှာကြားနေမှာပဲအဲ့မှာဝဲရတဲ့နေရာမှာခမတို့ကကိုပညာကြီးကိုကိုမယုံဘူးလားဟုတ်လားသူ့ဘာသူတက်လာမှာလေတက္ကသိုလ်ဘာလဲပြန်ဖြေရအောင်ပါပဲအဲ့ကျမပထဝီကျမသိပ်ပန်ဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်လာမှာလူကတနိုင်ငံလုံးတိုင်းတာမဟုတ်ဘူးဗျခမတို့ပြန်ဖြေခိုင်းနေ6000ကျော်ကငလင်ဘေးနဲ့တက်သွားတဲ့ရက်ဝင်းက ចောင်းទូចောင်းသားនេះဖြစ်နေတယ်။អោណောင်នេះទៅយោទៅយោណូအဲ့တော့ခဏတော့ပြန်ပြေးခိုင်းတဲ့ထဲမှာအရန်တော်တယ်ဖျက်မြက်တဲ့စကိုင်းရလူလူမျိုးစကိုင်းဆိုတာပညာတတ်စကိုင်းတိုင်းရတော့တီတကူဆရာတော်ဘုရားကြီးတို့မင်းတို့တိပတိကဆရာတော်ဘုရားကြီးတို့တော်ကဝေးထုတ်နိုင်ခဲ့တဲ့နော်အလောင်းမင်းရဲ့ဥအောင်ဆရာတော်တော်ဝေးထုတ်နိုင်ခဲ့တဲ့နေရာမျိုးအဲ့ဒီစကိုင်းရကလေးတွေဘလို့ပြန်ဖြေးမလဲဟမ်စကိုင်းနိုင်68ရာခိုင်နှုန်းမှာဝုန်းဆိုပြီးတော့မှငလီထဲမှာပါသွားတာဟမ်ခဏတော့အဲ့ကလေးတွေနောက်ထပ်သွားစာချက်ခိုင်းအောင်မလား ဟမ်တကယ်တော်တဲ့ဓမ္မတဲ့လူတွေမဖြေနိုင်ဘူးဘယ်လိုလုပ်မလဲတိုင်းပြည်အတွက်ဘယ်လိုလုပ်မလဲတိုင်းပြည်ကိုပဲကြည့်ပါခဏလို့ကျွန်တော်ဉာဏ်ပြောတယ်မူဝါဒအောက်မှာကြာရှုံးနေတယ်လို့နော်လူကြီးလည်းပြန်မတော်ရဲဘူးခဏလို့အာဘယ်လိုလုပ်ခိုင်းလို့ပါဘာဖြစ်လို့ညာဖြစ်လို့လူကြီးလည်းမားရင်မားတာပြောရမှာပဲလေဒါလက်ရှိအခြေတရားလေဟုတ်တယ်မလားအဲ့လူကြီးကိုမားတာမပြောခဲ့ရခဲ့လို့ခဏလို့ဘွားတွေခွေးပြေးမကဖြစ်နေတာဒါနဲ့ခဏလို့ကလည်းပြန်တော့မပြောဘူးဘောလိုက်မမယ်ဟိုမမယ်ဒီမမယ်အပြီးခဏလို့ကမှခဏလို့ရဲ့ဟိုဟာလေးစီးပွားလေးခဏလို့ရဲ့မိသားစုတွေမှာမပြတ်သုံးတာဟုတ်တယ်မလား 电脑表头了，自己做皮来准备，八元一斤不难一挂，买哪表喽？买这个便宜不便宜？好点没了，八别的，俺买点表喽，毛一毛单嘛。